အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ podcast ကနေပြီးတော့မှပြန်လည်ကြိုဆိုပါရစေဆိုတော့ဒီကနေ့မှာတော့ကျွန်တော်ဘာအကြောင်း sharing လုပ်ချင်တယ်လဲဝေမျှချင်တာလဲဆိုလို့ရှင်ကျွန်တော် Catholic အသံတော်ကဒီကနေ့ Chrome မြတ်ပွဲကြီးကိုကျင်းပပေးတာဖြစ်ပါတယ်ဒီ Chrome မြတ်ပွဲကြီးမှာကျွန်တော်ပြန်လည်ထောက်ရှုစဉ်းစားရမှာပါလဲဆိုလို့ရှင်ဖခင်ရဲ့ကြီးမြတ်လှတဲ့မေတ္တာနောက်တစ်ခုကြတော့ပါလဲဆိုလို့ရှင်ကျွန်တော်အသက်တာမှာ Chrome မြတ်ဤအရေးကြီးချောင်း ကျွန်တော်တို့အတ္တတမှာကရောမြစ်ဆိုတာပါလေနောက်တစ်ခုဖယားသခင်ရဲ့စေတနာတွေဖယားသခင်ရဲ့တနာကျင်နာခြင်းတွေဖယားသခင်ရဲ့မြတ်တာတော်တွေကိုကျွန်တော်တို့အတ္တတမှာဘလို့ပြန်လဲကြီးဖွားအောင်ဘလို့ပြန်လဲဝေမျှကြမလဲဆိုတဲ့အကြောင်းကိုဝေမျှပေးမှာ ဖြစ်ပါတယ်ဆိုတော့အားလုံးသိကြပြီတဲ့အတိုင်းပါပဲကျွန်တော်ကက်သလစ်အသင်းတော်ကဒီကနေ့ဆိုလို့ရှိရင် သခင်ယေရှု၏အသွေးတော်နဲ့အသားတော်ပွဲကို ကျင်းပပေးတာဖြစ်ပါတယ် ဘာလို့ဒီပွဲကိုကျွန်တော်တို့ကက်သလစ်အသင်းတော်မှာကျင်းပတာလဲဆိုလို့ရှင်ဖျားသခင်ကိုယ်တိုင်တပည့်တော်ကြီးတွေကိုပေးထားတဲ့မေတ္တာစည်စနာသူကိုယ်တိုင်လောက်ခဲ့တဲ့အရာကိုကျွန်တော်တို့ဒီကနေ့အတိမဟပြုခြင်းအားဖြင့်ပြန်လဲကျင်းပတာဖြစ်တယ်ကျွန်တော်ဖျားချောင်းသွားတဲ့အခါမှာမိစားတရားတော်မြေကျွမ်းတဲ့အခါမှာဖျားစကားကိုနားထောင်ကြတယ်ဖျားစကားကြားနာခြင်းအပြင်ဝိညာဉ်ရေးခွန်အားတွေရယူကြတယ် မြစ်ဆာပူဇော်ခြင်းကို အတူတူလုပ်ကြတယ်။အဲ့ခါမှာဘုန်းကြီးတပါကယဟန်တပါကကိုရောမြတ်ကိုအပေါ်တင်ပြီးတော့မှ ပြောလာတာကပါလဲဆိုလို့ရှင်။လောကအဖြစ်ကို ချွတ်တော်မူသောဖရာယေသွင်းငယ်တော်ကိုကြည်ကြလော။ဤစာပွဲတော်သို့ဖိတ်ခေါ်ခြင်းခံရသူတို့သည်တိုင်းရှင်းစင်ကြယ်ခြင်းရလိမ့်မည်။ဒီလိုပြောဆိုခြင်းကိုကျွန်တော်ဗေကျမ်းစာထဲမှာတွေ့နိုင်လဲဆိုလို့ရှင်။မာသေးဦးအခန်းကြီးရှိအခန်းငယ်ရှိမှာတွေ့နိုင်ပါတယ်။ ဘာတွေ့နိုင်တယ်လဲဆိုလို့ရှင် သခင်ယေရှုကကပနံမြို့တော်ထဲသို့သူကဝင်လာတယ်တရားတွေဟောနေတယ်ဖြားနာတဲ့သူတွေကိုစူရီတောင်းပေးတယ်အဲ့ခါမှာစီဘိုတယောက်ကဖျားသခင်ကိုချင့်ကတယ်ဖျားသခင်ကိုအကျွေးမယုံကြည်ပြီးတော့မှအကူငြိလာတောင်းတာဖြစ်တယ်အရှင်ဘုရားကျွန်တော်ဤတပည့်အသက်အတန်ဖြားနေတယ်လာရောက်ကူတာပေးပါလို့ပြောတဲ့အခါမှာ သခင်ယေရှုက ဒီစစ်တီတော် JD စစ်ဘိုလ်ကြီးရဲ့အကြွေးမဲ့ယုံကြည်ခြင်းနှိမ်ချခြင်းကိုကြည်ပြီးတော့မှ လာကူတာပေးမယ်။လာပြီးတော့မှဆူတောင်းပေးမယ်လို့ပြောတယ်။အဲဒီခါမှာကျွန်တော်တို့ဘာတွေ့နိုင်လဲဆိုလို့ရှင်ဖရာသခင်ရဲ့တနာကျင်နာခြင်းဖရာသခင်ရဲ့ဂူငင်မဆခြင်းကိုရဖို့ရန်အတွက်ကျွန်တော်တို့နှလုံးသားကိုဖွင့်ပြီးတော့မှကျွန်တော်နှိမ်ချခြင်းကို ကြင်ကြံပြီးတော့မှဖရာသခင်ကိုအားကိုးမယ်ဆိုလို့ရှင်အကြွေးမဲ့အားကိုးမယ်ဆိုလို့ရှင် ဘုရားသခင်ကအမြဲတမ်းကျွန်ုပ်ကိုကျမ်းမာခြင်းမေတ္တာဆုကျေးဇူးတော်ရဲ့အမြဲတမ်းပေးဖို့အဆင့်သင့်ရှိပါတယ်။တခါတလေကျွန်တော်ကအကျွင့်မဲ့မယုံကြည်ဘဲနဲ့ဘုရားကို လိုတဲ့အခါမှာပြောတဲ့အခါကျတော့တောင်းသလိုမရတဲ့အခါကျရင်ကျွန်တော်ကစိတ်မရှိတာဘုရားကိုမယုံကြည်ခြင်းတော့တာဖြစ်တတ်ပါတယ်။ဒါမဲ့ဒီကနေ့ကျွန်တော်နားလည်ရမှာကဘုရားဆိုတာကျွန်တော်အကျွင့်မဲ့ယုံကြည်တယ် သူပြောတဲ့အတိုင်းသူရဲ့အလိုတော်ကိုလိုက်မယ်ဆိုလို့ရှင်ကျွန်တော်တို့ကိုဘယ်တော့မှမပြစ်ထားပါဘူးဒီလိုမပြစ်ထားခြင်းရဲ့တသက်ကဘယ်မှာတွေ့နိုင်လဲဆိုလို့ရှင်ဒီကနေ့ကျွန်တော်တို့ကြံပါတဲ့ဂရောမြက်ပွဲမှာတွေ့နိုင်ပါတာဖြစ်တယ်ဖယားသခင်ကသူ့အိသားတော်ကိုကျွန်တော်တို့လောကကိုဆစ်လွတ်ပြီးတော့မှကျွန်တော်တို့အပြည့်အတွေ့ပြန်လဲပြောင်းလဲနိုင်ဖို့ကျွန်တော်တို့ပြောင်းလဲဖို့ကျွန်တော်တို့ကဲတင်ချင်းအတွေ့ဆင်းလာတယ်။သူကိုယ်တိုင်လူစားတီကိုခံပြီးတော့မှကျွန်တော်တို့အပြည့်အတွေ့ကားတိုင်ပေါ်မှာအသက်ခံတယ် မိုးကုန်းကင်သို့ဖခင်အင်တော်ကိုပြန်လဲပြန်တော်မူနေဖျားသခင်ဖြစ်တယ်။ကျွန်ုပ်တို့ရဲ့ကယ်တင်ရှင်ဟာသူ့မြတ်တာကြီးမြတ်လွန်ပြီးတော့မှအကျွင့်မဲ့ချစ်ချင်းမြတ်တာတွေကြောင့်သူ့ရဲ့အသွေးတော်နဲ့အသားတော်ကိုကျွန်တော်အားပေးထားခဲ့တယ်။ကျွန်ုပ်ရဲ့ဝိညာဉ်ရဲ့အစာအာဟာရအတွက်ကျွန်တော်ကိုပေးထားခဲ့တယ်။သူ့ကိုအောင်မြင့်တရားတော်အပြင်ပြန်လဲလှုပ်ဆောင်ဖို့ကျွန်တော်ကိုပြောထားတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီကိုရိုမြတ်ဟာကက်သလစ်ခရစ်ယာန်တယောက်ရဲ့အသက်တာမှာမရှိမဖြစ်တဲ့ အရာတစ်ခုဖြစ်ပြတော့မှယုံကြည်ခြင်းရဲ့အထွတ်အထိပ်လည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီကနေ့ကျွန်တော်တို့အမိအသိန်းတော်ကဒီကရောမြတ်ဘွယ်တခင်ရှုဤအသွေးတော်နဲ့အသားတော်ဘွယ်ကိုအကျင်ပါပေးတာဖြစ်ပါတယ်။တိုက်တွန်းတာဖြစ်ပါတယ်။ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကနေ့ကြားနာရတဲ့ကျမ်းစာတော်ထဲမှာပါတယ်ကြားရလဲဆိုလို့ရှိရင် ပထမကျမ်းထွန်းမြောက်ရကျမ်းထဲမှာပါကြားရလဲဆိုလို့ရှိရင်အာဗြဟံက ိုက်ပွဲတွေဆင်ပြီးတော့မှတောက်ခခက်ခဲတွေမျိုးဆောင်ကြောင်းလာပြီးတော့မှပြန်လာတဲ့အခါမှာအရှင်ဘုရင်လေးဖြစ်ယဟန်တပါလေးဖြစ်တဲ့မယ်ခိစဒဲကမုန်နက်စပီယူလာပြီးတော့မှအာဗြဟံကိုဆုလာတောင်းပေးတယ်။လာပူဇော်ပေးတယ်။လာရှိကိုပေးတယ်။ဒီထဲမှာကျွန်တော်ဗာမြင်နိုင်လဲဆိုလို့ရှင်လောကမှာဘလောက်ပဲကိုကအာရှိနေပါစေ။သက်စွမ်းနိုင်ပါစေ။ဖခင်ရဲ့ကြီးစိုးတော့မပါရင်ဖခင်ကိုမချစ်မွန်းဘူးဆိုလို့ရှင် ဖះရဲ့အလိုလိုတိုင်းမနေဘူးဆိုလို့ရှင်ခုဘဝထဲမှာဖះမရှိဘူးဆိုလို့ရှင်ကျွန်တော်တို့ဘာမှမလုပ်နိုင်ပါဘူးအသေးအစာအာဟာရဖြစ်တဲ့ဖះရဲ့ဝိညာဉ်ကိုကျွန်တော်တို့ရရှိဖို့လိုတယ်မယ်ခိစဒက်ကအာဗြဟံကိုဆူတောင်းပေးတဲ့အခါမှာဒီမုန်နဲ့စပီကိုတောင်းပြီးတော့မှဖះကိုချီးမွမ်းတာဖြစ်တယ်ပူဇော်တာဖြစ်တယ်တာဟာဘာကိုပြလဲဆိုလို့ရှင်ကျွန်တော်တို့လောက အသက်တာမှာဖြားနာတဲ့အခါမှာဆရာဝန်တွေသွားရှာတယ်စေးတွေတောက်တယ် ဘိုက်တွေပြေးဖို့ထမင်းနေစားရတယ်။ရေတွေတောက်ရတယ်။တရားတွေမရှိဘူးဆိုရင်ကိုယ်မှာအသက်မရှိတော့ဒီလိုပါပဲကျွန်တော်ဝိညာဉ်ထဲမှာလဲဖရာရဲ့ဝိညာဉ်ရဲ့အာဟာရကိုရရှိနိုင်ဖို့အတွက်ဖရာရဲ့အသွေးတော်နဲ့အသားတော်လိုအပ်တယ်ဖရာပေးတဲ့အစာအာဟာရလိုအပ်တယ်ဒီလိုပေးတဲ့ဖရာသခင်ကိုလည်းကျေးဇူးတင်ဖို့လိုတယ်ဒီမြတ်တဲ့မြတ်တာတော်ကြီးကိုလည်းကျွန်တော်တို့ထောက်ရှုဖို့လိုတယ်ဒါကြောင့်မလို့မယ်လ်ခိစတဲကအဗရာဟံကိုဆူလာတောင်းပေးတဲ့အခါမှာ မုံနဲ့စပီကိုယူဆောင်လာပြီးတော့မှဆူတောင်းပေးတာဖြစ်ပါတယ်။ဒီဟာကျွန်တော်တို့ဘဝအတ္တမှာအစာအာဟာရလိုသလိုကျွန်တော်ဝိညာဉ်အတွက်လည်းဝိညာဉ်ရဲ့အာဟာရလိုတယ်ဆိုတဲ့အကြောင်းကို ပြန်လည်သတိရစေတာဖြစ်ပါတယ်။ဒုတိယဂျမ်းထဲမှာပါတွေ့ရလဲဆိုလို့ရှင်စင်ပေါ်ကကောရင်သူတွေထန်စာပို့တဲ့ဟာဖြစ်ပါတယ်။ဒီထဲမှာပါပြောထားလဲဆိုလို့ရှင်စင်ဘောကသခင်ယေရှုပြောခဲ့တဲ့စကားလုံးတွေကို ပြန်ပြီးတော့မှ သတိပေးပြန်ပေးတာဖြစ်တယ်။သခင်ယေရှုကနောက်ဆုံးညစာစာပွဲမှာသူ့ရဲ့တပည့်တော်တွေကိုဗာပြောထားလဲဆိုလို့ရှင်ဒီမုန်းနဲ့ဒီစပီရီတီငါ့ဤအသွေးတော်အသားတော်ဖြစ်တယ်။ငါ့ကိုအုံမေတ္တရာတော်အဖြစ်ဒီဟာကိုလောက်ကြလောပြန်လေလှုပ်ဆောင်ကြလောလို့ပြောတဲ့အခါမှာတပည့်တော်ကြီးကလည်းအဲ့ဒါကို ပြန်လေလှုပ်တယ်။ဒါကိုစင်ပေါ်ကကောရင်သူမှရှိတဲ့ခရိယန်တွေကိုပြန်ပြီးတော့မှသတိပေးတာဖြစ်ပါတယ်။ကျွန်တော်တို့ကိုလည်းဒီကနေ့ပြန်ပြီးတော့မှသတိပေးတာဖြစ်တယ်။ ။တရားဟာဒီအသွေးတော်နဲ့အသားတော်ဟာဖရာရဲ့ကြီးမြတ်လာတဲ့မြတ်တာတော်ဖြစ်တယ်။ကျွန်တော်တို့ဖျားစီကနဲ့အလကားရတဲ့မြတ်တာတော်ဖြစ်တယ်။ကျွန်တော်တို့ယုံကြည်ခြင်းရဲ့အနှိချုပ်ဖြစ်တယ်။ကျွန်တော်ယုံကြည်ခြင်းမှာဒီဂရုမြင့်နဲ့ဒီအသွေးတော်နဲ့အသားတော်မရှိဘူးဆိုလို့ရှင်ကျွန်တော်ယုံကြည်ခြင်းကမပြီးမြောက်သေးပါဘူး။ပါဖီလိုလဲဆိုတော့ဖရာကိုတိုင်ပေးထားတဲ့ဒီအမွေဒီကျေးဇူးတော်ကိုကျွန်တော်တို့ထိုက်တန်စွာလက်ခံပြီးတော့မှယုံကြည်ဖို့ကပို့ပြီးတော့မှအရေးကြီးတာကြောင့်ဖြစ်ပါတယ် ဒါကြောင့်မို့ကျွန်တော်တို့အသက်တာမှာဘုရားသခင်ကကျွန်တော်တို့အပြည့်အတွက်အသက်ခံပြီးတော့မှရှင်ပြန်ထမြောက်တဲ့အခါမှာဒီကျေးဇူးတော်တွေကိုအကျွင့်မဲ့သူကပေးထားခဲ့တာသူ့ရဲ့အသွေးတော်အသားတော်တွေကိုသူတပည့်တော်စီပေးတဲ့အခါမှာသူကအုံမေတ္တရတော်အဖြစ်ဆိုပြီးတော့မှပေးထားခဲ့တာဖြစ်တယ်။ဒါဟာကျွန်တော်တို့အားလုံးအတွက်ပြောချင်တာဖြစ်ပြီးတော့မှဒီကနေ့ကျွန်တော်ယုံကြည်ခြင်းမှာဘုရားသခင်ကိုယုံကြည်တော်အဖြစ်ဘုရားသခင်ကိုအုံမေတ္တရတော် သတိရသောအဖြစ်ဒီဝိငီရဲ့အစာအစာဖြစ်တဲ့ကုရောဤအသေးတော်နဲ့အသားတော်ကိုအသုံးဆုံးခြင်းတည်းကျွန်တော်ခရိယန်တပတ်မှာမရှိမဖြစ်လိုအပ်တဲ့အရာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီကနေ့ကျွန်တော်အမိအသိတော်ကဒီဟာတွေကိုဒီကျေးဇူးတော်တွေကိုဒီစုကျေးဇူးတော်တွေကို ထိုက်တန်စွာရရှိနိုင်ဖို့ဒီစုကျေးဇူးတော်တွေကိုအယုသေးပေးထပ်ဖို့ပူဇော်နိုင်ဖို့ကျွန်တော်တို့ဒီပွဲတော်ကိုကျင်းပတာဖြစ်ပါတယ်။ဆိုတော့ကုရောမြတ်ရရှိတိုင်းကိုမှထိုက်တန်သလား ဒီကုရောမြတ်ဟာကို့အတွက်ဘလောက်ထိအရေးကြီးသလဲမိမိကိုယ်ကို ပြန်လည်ပြီးတော့မှမင်းမြန်းထောက်ရှုရမှာဖြစ်ပါတယ်တတရားကျမ်းစာထဲမှာနှုတ်ကပတော်ထဲမှာဗာတွေ့ရလဲဆိုလို့ရှင် သခင်ယေရှုလူအယောက်9000ကိုကျွေးမွေးတဲ့အကြောင်းကြားရတာဖြစ်ပါတယ်ဒီထက်မှာအောက်ဖွဲ့ရတယ်ဖြစ်လာတယ်ဘာဖြစ်လဲဆိုလို့ရှင်ဖယားသခင်ကိုနှောက်လိုက်လာကြတဲ့လူတွေအားလုံးကအယောက်9000ရှိတယ် အဲ့တော့တပည့်တော်ကြီးကသူတို့အတွက်စိုးရင်နေဒီလူတွေကိုကြည့်ပြီးတော့မှဘလို့လို့ကျွန်တော်တို့ဒီလူတွေကိုကျွေးမွေးနိုင်မလဲကျွန်တော်တို့မှာဒီလူလူတွေကျွေးမွေးနိုင်ဖို့အင်အားမရှိသလိုကျွေးမွေးနိုင်ဖို့အစားအစာလည်းပါမလာဘူးသူတို့နေရာထိုင်ခင်းအတွက်လည်းအဆင်မပြေဘူးသူတို့ပြန်ခိုင်းလိုက်တော့ဆိုပြီးတော့မှတပည့်တော်ကြီးကသခင်ယေရှုလာပြောတဲ့အခါမှာ သခင်ယေရှုကသူတို့ကိုဗာပြောလဲဆိုလို့ရှင်တိမ်တော့မှရှိတဲ့အစားအစာကိုပေးလိုက်ပါ သင်တို့မှာရှိတဲ့အဆအစာကိုပေးလိုက်ပါသခင်ယေရှုကကျွန်တော်တို့ကိုဒီလိုပြောထားတယ်ကျွန်တော်တို့မှာရှိတဲ့ရရှိထားတဲ့ဂျေဇုတော်တွေကိုပြန်လည်ဝေမျှဖို့ဒီလိုပါပဲသူကိုယ်တိုင် ဥပမာသတိပြခဲ့တယ်သူရဲ့အသွေးတော်နဲ့အသားတော်ကိုတပည့်တော်ကြီးတွေကို ပေးထားခဲ့တယ်စိတ်နှလုံးအကျိတ်မဲ့လုံးဝပေးဆက်သွားတယ်ကိုအကျိုးကိုစွန့်ပြီးတော့မှပေးဆက်သွားတာဖြစ်တယ်ဒါဟာကျွန်တော်တို့ဒီကနေ့ အတူယူဖွဲ့ပြီးပြီးတော့မှပြန်လဲချင်းတောင်းနေတာအသိတော်ကကျွန်တော်တို့ကိုတိုက်တွန်းနေတာဖြစ်တယ်။ဖခင်ရဲ့ခြေဆုတော်ကိုကျွန်တော်နားလဲပြီးတော့မှကိုယ့်ရဲ့အသက်တာမှာပြန်လဲပြုလုပ်ခြင်းကြံမယ်ဆိုလို့ရှင်ဖခင်ကကို ပြုလုပ်တဲ့အမှန်တရားကို ပြန်လဲပွားများစေတာဖြစ်တယ်။ဖခင်စီကနေရရှိတဲ့ကျွန်တော်တို့မှာရှိတဲ့ကြီးပွားချမ်းသာခြင်းတွေ၊ကြားမှချင်းတဲ့အားလုံးဟာကိုယ့်အတွက်ဖြစ်တယ်လို့ဖခင်ရဲ့အလိုတော်ကို ပြည့်မြောက်စေဖို့ရန်အတွက် သူဖန်ဆင်းထားလူသားတွေအားလုံးကိုပြန်လဲဂူငီပန့်ပိုးတက်ဖို့ရန်အတွက်ဖြစ်ပါတယ်ဒီလိုပါပဲမုတ်ငားလုံးနဲ့ငားနှစ်ကောင်ပြင်လူအယောက်9000ကိုကျွေးမွေးနိုင်တဲ့ဖရာသခင်ကျွန်တော်တို့ကို မတူညီတဲ့အခြေစိုးတော်တွေပေးထားတယ်ကျွန်တော်ဒီကနေ့ပန်းဝန်းကျင်မှာကြီးမြေဆိုလို့ရှင်စစ်ပွဲတွေကြောင့်တဘာဝဘေးအန်ဒရီတွေကြောင့်ဒုက္ခပေါင်းဆောင် သေခြင်းရှင်ခြင်းနဲ့ကျွန်တော်ရင်ဆိုင်ကြရတာဖြစ်ပါတယ်ဒီလိုမျိုးကာလမှာအချင်းချင်းနှစ်သင်ချင်းနားလေချင်းကုငီမိုင်းမချင်းကုငီပေးခြင်းမရှိဘူးဆိုလို့ရှင်ကျွန်တော်တို့ဘုရားသခင်ရဲ့ကျေးဇူးတော်ဘုရားသခင်မြစ်တာတော်သူလှုပ်ဆောင်ခဲ့တဲ့ဒီအရာတွေဒီကြီးမြတ်တဲ့အရာတွေကိုကျွန်တော်ဘယ်လိုလုပ်ပြန်လဲဝေမျက်နိုင်မလဲကိုဘေးနားမှာဝမ်းနေနေတဲ့သူကို နှင်းသင်ပေးတတ်ဖို့လိုအပ်နေတဲ့သူကိုခြေဦးလေးတစ်လုံးပေးတတ်ဖို့ ဒါဟာကျွန်တို့ရဲ့ကျင့်ကြံခြင်းဖြစ်ပြီးတော့မှဘုရားသခင်ကကျွန်တို့ကိုဖြစ်စေခြင်းတဲ့အရာဖြစ်တယ်။ဆိုတော့ဒီဂရုမြတ်ပွဲမှာကျွန်တို့ဘာအတူယူနိုင်လဲဆိုလို့ရှိရင်ဘုရားရဲ့အထွေမြတ်ချစ်ခြင်းမေတ္တာကျွန်တော်တို့ဘုံမှာထားရှိခြင်းကိုပြန်လေတတိယအောင်မြင်ပြီးတော့မှဘုရားသခင်ကိုကျေးဇူးတင်ဖို့နောက်တစ်ခုကျတော့လောကမှာကိုယ်ခန္ဓာကိုယ်အတွက်အစအစာတွေဈေးဝါးတွေလိုအပ်တယ်လို့ကျွန်တော်တို့ဘဝအတ္တတာမှာလဲဝိညာဉ်ရဲ့အတွက်ဝိညာဉ်ရဲ့အာဟာရတွေလိုတယ် ဖျားပေးထားတဲ့ဒီဝိငင်ရေအာဟာရအစားအစာတွေလိုတယ်။ဒီဟာတွေအားဖြင့်ကျတော့မှခွန်အားရရှိပြီးတော့မှဝိငင်တော်ခွန်အားရရှိပြီးတော့မှသာနာမာနနှောက်ရခြင်းတွေကိုကျော်လွှားနိုင်တာဖြစ်တယ်။ဘဝအတ္တမှာခွန်အားရရတာဖြစ်တယ်။ဒီဟာတွေအားဖြင့်ကျတော့ပန်းဝန်းကျင်ရလူသားတွေအားလုံးကိုပြန်လည်မြတ်တာထားချစ်ချင်းမြတ်တာထားရှိနိုင်တာဖြစ်ပါတယ်။ဒါကြောင့်မလို့ဖျားသခင်သခင်ယေရှုကိုယ်တိုင်လောက်ခဲ့တဲ့ဒီအရာတွေကိုကြည်ပြီးတော့မှသခင်ယေရှုကိုယ်တိုင်ပေးဆက်ထားတဲ့ဒီအရာကိုကြည်ပြီးတော့မှ ကိုနိုင်ငံကိုရဲ့လူမျိုးကိုပန်းဝန်းကျင်အတွေ့အကျိုးရှိတဲ့လူတွေဖြစ်ကြဖို့။ဩအစိုးရကပေးရမယ်။ဩဖယားချောင်းအတင်းတော်ကလောက်ရမယ်ပြောလို့လိုက်လောက်တာထက်မိမိစိတ်ထက်ကထွေရှိလာတဲ့အရာကို ကြည်မြတ်သောစိတ်ထားနဲ့လူနေသူအားပေးခြင်းဒီခိုင်းလို့ပေးတာထက်အင်မတန်မှဘူတန်ဖို့ရှိပါတယ်။ ဘုရားသခင်ကကျွန်တော်တို့ကိုနားလေစေချင်တာသူလှုပ်ဆောင်ထားသလိုကျွန်တော်တို့လည်းအကျွေးမြတ်ချစ်ချင်းမြတ်တာနဲ့ပြန်လဲဝေမျှပြီးတော့မှပြန်လဲကူညီထောက်ပံ့တတ်တဲ့လူဖြစ်ဖို့လိုပါတယ်ဒီလိုလှုပ်ချင်တဲ့သခင်ယေရှုခရစ်ကကျွန်တော်တို့ကိုပေးထားတဲ့ကရောမြတ်ကိုကျွန်တော်ရရှိသလိုဘုရားရဲ့စေတနာဘုရားရဲ့ချစ်ချင်းမြတ်တာကိုပြန်လဲဝေမျှပေးဖို့ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကက်သလစ်အသင်းတော်အတွက်ကရောမြတ်ဟာယုံကြည်ခြင်းရဲ့အနှိမ့်ချုပ်ဖြစ်သလို ဒီကိုရောမေတ္တာမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့မှာဝိညာဉ်ရေးအဟာရမရှိပါဘူးဝိညာဉ်ရေးမှာအာနေပါတယ်တခင်ယေရှုကဒါကိုလှုပ်လို့ပြောတာကကျွန်တော်တို့ဘဝထဲမှာခွန်အားရရှိဖို့သူနဲ့အမြဲတမ်းပေါင်းစပ်နိုင်ဖို့သူ့အားဖြင့်ကျွန်တော်တို့ကောင်းခြင်းတွေလုပ်နိုင်ဖို့သူ့အားဖြင့်ကျွန်တော်တို့ခွန်အားကျေးဇူးတော်တွေရရှိနိုင်ဖို့ဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီကိုရောမေကိုအားကိုးပြီးတော့မှကိုယ့်ဘဝအတ္တမှာယူသွားပြီးတော့မှနှောက်ရှိခြင်းများစွာကိုတွန်းလှန်နိုင်ဖို့ အမြဲတမ်းကုရုမြတ်ကိုအယူသိပေးဖို့ကုရုမြတ်ကိုရရှိဖို့ကုရုမြတ်ကို ထိုက်ထိုက်တန်တန်ကိုဘဝထဲမှာရရှိနိုင်ဖို့ကျွန်တော်တို့ကြိုးစားရမှာ ဖြစ်ပါတယ်ဒီလိုကြိုးစားရတဲ့နေရာမှာဘယ်ဟက်ကိုအထုတ္တိပြရမယ်ဆိုလို့ရှင်ကိုစိတ်နှလုံးသုံးပါအာယုံ၅ပါးကိုအမြဲတမ်းဆုံးကြည့်ရမှာဖြစ်ပါတယ်။ကိုယ့်ရဲ့အပြုအမူ၊ကိုယ့်ရဲ့ပြောဆိုမှု၊ကိုယ့်ရဲ့အတွေ့အခေါ်ကိုပန်းဝန်းကျင်မှာဘာဖြစ်နေလဲ ကျွန်တော်ဘာလို့တင်လဲကျွန်တော်ဘာကန်တင်လဲဖခင်သခင်ကကျွန်တော်ဂျမကိုဘာခြေစွတော်ပေးထားလဲဘာခြေစွတော်တွေကိုပြန်လဲဝင်မြနိုင်တယ်လဲဆိုပြီးတော့မှကျွန်တော်တို့ထောက်ရှုရမှာ ဖြစ်ပါတယ်ဒီဟာတွေဒီဒီကနေ့ကျွန်တော်အသင်းတော်ကကျင်းပါတယ်ကိုရိုမြတ်ဘွေရဲ့အဓိကအနှစ်သာရတွေဖြစ်ပြီးတော့မှဒီဟာတွေဒီကိုရိုမြတ်ဘွေကျင်းပွားခြင်းအပြင်ကျွန်တော်တို့ပြန်လဲထောက်ရှုရမယ့်အချက်တွေဖြစ်ပါတယ်ဒါကြောင့်မလို့ ဒီကနေ့ကျွန်တော်တို့အားလုံးဖခင်သခင်ရဲ့ပေးဆပ်မှုသခင်ယေရှုရဲ့ပေးဆပ်မှု သူ့ရဲ့ကြီးမားတဲ့ချစ်ချင်းမေတ္တာကိုပြန်လဲအောက်မဲ့တရားပြီးတော့မှကိုယ်မှရှိတဲ့ယေရှုတော်ကြီးအားလုံးတွေ့ပြန်လဲယေရှုပြုပြီးတော့မှဖခင်သခင်ကို အစေခံတဲ့လူဖခင်ရဲ့အလိုတော်အတိုင်းသက်ရှင်နိုင်တဲ့လူဖြစ်ကြဖို့ကျွန်တော်တို့ကြိုးစားရမှာဖြစ်ပါတယ်။နောက်ဆုံးအနေဖြင့်ကျတို့ကဘာကြီးမှာမတိမငင် ဖြစ်နေတယ်မတရားမျှတမှုတွေဖြစ်နေတယ် စစ်ပွဲတွေဖြစ်နေတယ်ကျွန်တော်ပန်းဝန်းကြီးတွေမှာတဘာဝဘေးအန္တရာယ်ကြောင့်ဒုက္ခပေါင်းဆောင်ရောက်ကြတယ်ကျွန်တော်ကျွန်တော်ရဲ့ယုံကြည်ခြင်းကိုဒီထက်မကဖျားစီထံပို့ပြီးတော့မှအားကိုးပြီးတော့မှယုံကြည်ခြင်းဒီထက်မကပို့လင်းနေအောင်ကြိုးစားပြီးတော့မှကဘာသူကဘာသားတွေအားလုံးငင်းချမ်းပြီးတော့မှချစ်ချင်းမြတ်တာတွေပြန်လည်ဝဉဏ်နံဖို့အမြဲတမ်းကုညီဆုတောင်းပေးကြပါစို့လို့ပြောရင်းနဲ့အဆုံးသတ်ခြင်းပါတယ်အာမင်